ီနေ့မှာတော့အနက်လေးမှွေပြီးတော့စားလို့ကောင်းတဲ့စီထမင်းလေးအိမ်မှာအလွယ်ထိုးစားဖြစ်လို့တောင်းဆိုထားတဲ့သူများအတွက်စီထမင်းအလွယ်ထိုးနည်းလေးကိုလာမြတ်ပြရရှိပါတယ်။ ဒါလေးကတော့နှစ်ညလောက်ရေစိမ်ထားပြီးတော့ရေစစ်သက်ဆင်ပြီးရေစစ်ထားတဲ့ကောက်ညင်ဆိုင်ပဲဖြစ်ပါတယ်။ဖြူကောက်ညင်ဆိုင်ကိုရေစိမ်ထားပြီးတော့လုံးမဲ့အချိန်မရတာနဲ့နှစ်ညလောက်ကြာသွားတယ်ပေါ့နော်။ပုံမှန်ဆိုလို့ရှိရင်တော့တညလောက်ပဲရေစိမ်ပေးရပါတယ်။ရေစစ်ထားတဲ့ကောက်ညင်ဆိုင်ထဲကိုဖြူကအနက်လေးမွေးစေးရန်အတွက်ထောင်းထားပြီးသားချင်းရည်လေးနှင်းငယ်ကိုညှစ်ထည့်ပေးထားလိုက်ပါတယ်။အရသာအတွက်ကတော့သူ့ရဲ့ကိုဖြူကအသားမုံနှင်းငယ်ပြီးတော့စားလေးနှင်းငယ် ီးတော့တခြားနှင်းငယ်နဲ့ဆနှင်းမိုးလီနှင်းငယ်ကိုထည့်ပြီးတော့အားလုံးကိုနှံ့သွားအောင်ပေါ့နော်အသားလေးမှွေထားပေးလိုက်ပါရရှင်။ကောက်ညင်ဆန်ကနှညာလို့ရိတ်စိတ်ထားတော့ကြိုးကျစ်သွားမှဆိုတာနဲ့ဖြူကအသားလေးပဲမှွေထားပေးလိုက်ပါရ။ ပြီးရင်တော့သူ့ကိုခဏထားပြီးတော့ဖြူတို့ဒီစီတမင်းနဲ့တွေ့ဆမယ်ချက်တွန်ကြော်လေးလာကြောပေးထားလိုက်ပါမယ်ချက်တွန်ကြော်လေးကြော်ပေးရန်တွေ့အိုးထဲကိုစီထဲ့တဲ့စီလေးပူလာတာနဲ့စနေမုံလေးနဲ့ငယ်ထည့်ပြီးတော့အပါလီရတဲ့ချက်တွန်နေသုံးလုံးစာကိုထည့်ပြီးတော့ရွှေဝိုင်းရောင်လေးတန်းပြီးတော့ပေါ့နော်ကျွလာတဲ့အထိကြော်သွားပေးလိုက်ပါဒီနေ့လေးရဆိုလို့ရှိရင်ဖြိုးအိမ်မှာခဏခဏထိုးစားဖြစ်တဲ့နေလေးပေါ့နော်အရင်လန်စားလို့ကောင်းပါတယ်ရှင်အနက်လေးကလည်းမွေးနေရောပေါ့နော် ရှိုးချော်သွားလိုက်တာစက်သုံးချော်လေးကရှိဝိုင်းရောင်လေးတန်ပြီးတော့ပေါ့နော်ကျွတ်ကျွတ်လေးဖြစ်နေပြီဆိုလို့ရှိရင်တော့သူ့ကိုဆက်ထုတ်ပြီးလို့ရှိရင်စစ်စစ်ပစ်ထားလိုက်ပါမယ်နော်ပြရနေဖြိုးကဒီကျက်တုံကြော်ကြော်ပြီးလို့ကျန်နေတဲ့စီလေးနဲ့ပဲခနာကရပ်ပါနဲ့နှက်ထားတဲ့ကောက်ညင်ဆန်လေးကိုထည့်ပြီးတော့ကြော်ထားပေးလိုက်ပါရရှင် ဒီစီတမင်ထိုးတဲ့အချိန်မှာဆိုလို့ရှိရင်ဖြူရိုစီကိုပုံမှန်ထဲနည်းနည်းလေးပူထည့်ပေးရမှာဖြစ်ပါတယ်။ဒါမှသာစီတမင်လေးကအရောင်လေးလှပြီးတော့ပေါ့နော်ဝင်းဝင်းလေးတွေဖြစ်မှာဖြစ်ပါတယ်။ကောက်ညင်ဆန်ကိုစီလေးနဲ့ခဏလောက်လုံပြီးတာနဲ့ဖြူရည်ကိုကောက်ညင်ဆန်မြုပ်တဲ့ထိထည့်ပစ်လိုက်ပါမယ်နော် ရေကိုကောက်ညင်ဆယ်မြွက်တစ်ထည့်ထည့်ပြီးလို့ရှိရင်တော့ကောက်ညင်ဆယ်မျက်နှာပြင်လေးတို့ညှိပြီးလို့ရှိရင်ဖုံးလေးအုပ်ပြီးတော့ပပတ်ဆူလာတဲ့အထိတက်ထားပေးလိုက်ပါမယ်နော်ဒီရေလေးတွေလည်းခမ်းလာတဲ့အထိပေါ့နော်ဖြိုးတက်သွားလိုက်တာခုလိုမျိုးလေးပပွက်ဆူလာပြီဆိုလို့ရှိရင်တော့ကောက်ညင်ဆန်နေထားလေးကိုကြည့်ပေးလိုက်ပါမယ်ဖြိုးရဲ့ကောက်ညင်ဆန်ကြတော့နှညရိတ်ဆိုင်ထားတာဖြစ်တဲ့အတွက်ဒီတရေနဲ့လုံးဝကျက်သွားတယ်ပေါ့နော် တကယ်လို့ကိုရဲ့ကောင်းမြင်ဆန်ကတညပဲရေစိမ်ပြီးတော့ပေါ့နော် ခုလိုမျိုးလေးတရေခမ်းတဲ့ ठी လဲမကြက်သေးဘူးဆိုလို့ရှိရင်နောက်ထပ်တရေကိုထည့်ပြီးတော့ဆက်ပြီးတော့တက်သွားပေးနိုင်ပါတယ်ရှင်ဖြွဲကောက်ငင်ဆန်လေးကတော့ဒီတရေနဲ့လုံးဝကျက်သွားတာဖြစ်တဲ့အတွက်နိနေပြင်းလေးတွေကိုတခြားညှိပြီးတော့တစ်ဖက်မှာဂျိုးလေးတွေရလာတဲ့ထိပေါ့နော်တဲသွားပေးလိုက်ပါတယ် တဲသွားလိုက်တာတစ်ဖက်မှာအယောင်လေးတွေရဲလာပြီဆိုတာနဲ့နောက်တစ်ဖက်ကိုခုလိုမျိုးလေးပေါ့နော်အပြက်အလန်လေးလောက်ပြီးတော့ဖြူသွားနောက်တစ်ဖက်ကိုလုံးဝချိုးလေးရလာတဲ့အထိဒီကောက်မြင်ဆဲရဲ့မျက်နှာပြင်းလေးလိုညှိပြီးတော့အဖုံးလေးအုပ်ပြီးတော့ပေါ့နော်မိခက်အေးလေးနဲ့တဲသွားပေးလိုက်ပါရရှင်ဖြူတို့တဲသွားတဲ့အချိန်မှာဆိုလို့ရှိရင်တော့ဒီချိုးလေးရမရကို မကြာခဏကြည့်ပေးနေပါရဲ့နော် တကယ်လို့ကောက်ညှိဆက်ဂျိုးတွေပါရင်မကြိုက်ဘူးဆိုလို့ရှိရင်တော့စောက်ပေးစရာမလိုဘူးပေါ့နော်ဒီနေဟာနဲ့တင်လုံးဝကျက်နေပါပြီဖြူကတော့စီတမင်းဆိုလို့ရှိရင်တော့ဂျိုးလေးနဲ့မှကျက်တာဖြစ်တဲ့အတွက်ဂျိုးလေးရအောင်ခဏလောက်တက်သွားပေးလိုက်ပါရစေ ကဲတစ်ဖက်မှာလုံးဝဂျိုးလေးရနေပြီဆိုလို့ရှိရင်တော့နောက်တစ်ဖက်ကိုလှန်ပေးလို့ရှိရင်ရပါပြီเนาะဒီနေ့ဟာဆိုလို့ရှိရင်တော့ဖြူတို့ရဲ့စီထမင်းခွမွေးလေးရတော့ချက်ပါပြီရှင်ကြည့်ပါအောင်ဂျိုးလေးရလုံးဝရှူဝိုင်းရလေးတန်ပြီးတော့ပေါ့เนาะစားချင်ကြရလေကဲချက်ပြီဆိုလို့ရှိရင်တော့ဖြူတို့စားမဲ့ခွက်လေးတဲ့ကိုစီထမင်းပူလေးကိုထည့်မယ်ပြီးလို့ရှိရင်တော့သူနဲ့အရန်လိုက်ဖက်တဲ့ဘဲပြုတ်လေးထည့်မယ်ပြီးတော့ခနာကကြော်ထားတဲ့ချက်သွန်ကြော်လေးထည့်မယ်ပြီးတော့ငချောက်ကြော်လေးထည့်ပြီးလို့ရှိရင်တော့သုံးဆောင်နိုင်ပါပြီရှင်ကဲအခုဆိုလို့ရှိရင်တော့လွယ်ကူ review ရှင်းပြီးတော့အားလုံးကတောက်ဆထားကြရတယ်ဖြူတို့ရဲ့စီတမင်မမွေလေးရတော့စားဖို့ဆက်သဖြင့်နေပါပြီရှင်စားလို့လည်းအရန်ကောင်းပြီးတော့လုံနေလေးရတဲ့လွယ်ကူတာမို့ဒီ video လေးရအားလုံးအတွက်အစီအပြေမလို့ပြနေပါရဲ့ရှင်ဟုတ်က subscribe ကိုနေခါလို့ကိုနေပေးချပါပြန်ကျွန်တော် video